အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကမိမိရဲ့ဖုန်းကို screen lock နဲ့ကိုပြန်ဝေပေးတော့မှာဖြစ်ပါတယ်โอเคဒါဆိုရင်တော့ဖုန်းကို screen lock ခဲ့မယ်ဆိုရင်တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့က setting လေးကိုတစ်ခါတော့ပြေးရပါမယ်ပြီးရင်တော့ အပေါ်ကိုနည်းနည်းဆွေးတင်လိုက်ပါမယ်။ဆွေးတင်ပြီးရင်တော့ test data and screen lot ဆိုတဲ့နေရာလေးကိုတစ်ခါမှိတ်ပေးရပါမယ်။ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့က screen lot ခက်မှာမလို့ lot angle လေးနဲ့ရှိတဲ့နေရာလေးကိုထပ်တစ်ခါမှိတ်ပေးရပါမယ်။ screen lot ဆိုတဲ့နေရာလေးကိုတစ်ခါမှိတ်ပေးပါပေးရင်တော့ဒီနေရာလေးမှာ ကျွန်တော်တို့ကကိုထားရင်လည်း style လေးကို UTP ရပါမယ်အပေါ်မှာကတော့ pattern ဒီလိုအစိမ်းကြောင်းလေးတွေဆွေးပြီးတော့လွတ်ခဲ့တဲ့နေရာဖြစ်ပါတယ်ပိန်ဆိုတဲ့နေရာကခနင်းနေကြီးပဲထိပ်ပြီးတော့ပိုက်တဲ့နေရာဖြစ်ပါတယ်ဒီ optional လေးမှာရှိတဲ့ password ဆိုတဲ့နေရာလေးတွေကခနင်းနေရောစာလုံးတွေရော အကြီးတွေရောအကုန်လုံးထိပ်ပြီးတော့ပိုက်တဲ့နေရာဖြစ်ပါတယ်ဒီနေရာမှာအကောင်းဆုံးကကျွန်တော်တို့က password ကိုနှိပ်ပြီးတော့လော့ခ်ခဲ့တာပဲဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်က password ကိုပဲတစ်ခေါက်နှိပ်ပါမယ်။ password ကိုတစ်ခေါက်နှိပ်ပေးလိုက်ပါမယ်။ပြီးရင်တော့ခဏလေးဆောင်းပေးပါ။ Okay ဒီလိုမျိုးပေါ်လာပြီဆိုရင် code e ကိုတစ်ခေါက်နှိပ်ပေးပါမယ်။ဒီနေရာလေးမှာကိုထားရှင်တဲ့ password လေးကိုထည့်ပေးရပါမယ်။စာလုံးတွေရောခဏလေးရောရောပြီးတော့ထည့်လို့ရပါတယ်။ဘေးနားမှာရှိတဲ့မျက်တောင်လေးကိုတစ်ခေါက်ဖွင့်ကြည့်ပါမယ်။ โอเคဒီလိုမျိုး TV ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ password လေးကိုတရားလေးမှတ်ထားပြရမှာဖြစ်ပါတယ်ဒီနေရာမှာ password လေးထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ online မှာရှိတဲ့ account နည်းကိုထပ်တစ်ခါနှိပ်ပေးပါမယ်ပြီးရင်တော့ခုနကထည့်ခဲ့တဲ့ password လေးကို နောက်ထပ်တစ်ခါထပ်ထည့်ပေးရပါမယ်ပြီးရင် okay ကိုထပ်တစ်ခါနှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ ဖုန်းက screen lock ခတ်သွားပြီပဲဖြစ်ပါတယ်။ home key နဲ့ထွက်ပြီးတော့ကျွန်တော်တို့ဖုန်းကိုပိုက်ပြီးတစ်ခါပြန်ဖွင့်ကြည့်လိုက်ပါမယ်။ okay ဒီလိုမျိုးဖွင့်လိုက်ပြီဆိုရင်တော့ဖုန်းက lock ခတ်သွားပြီပဲဖြစ်ပါတယ်။ခုနက password လေးကိုထည့်ပြီးတော့ပြန်ဖွင့်ကြည့်လိုက်ပါမယ်။ဒါဆိုရင်တော့အဆင်ပြေသွားပြီပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်